င်္ဂလာပါရှင်အေဂျင့်မြန်မာ channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူညံထဲရောင်စဉ်ရေးသားထားတဲ့ဖို့ထုံးနဲ့တော်ပေါင်းစည်းဟိနကားဆိုတဲ့ဇလန်လေးကို အစအဆုံးတင်ဆက်ပေးသွားကြပါမယ်ဇလန်လေးမစတင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့အားစင်လိုက်ရအောင်ပါရှင် ဘာလိုလိုနဲ့တုတ်တုတ်ရွာဖုံကထိန်ပွဲတောင်ရောက်တော်မဲဗျတုတ်တုတ်ရွာကထိန်ပွဲဆိုကြုံစုရွာမအူတန်းရွာတလင်းရွာဆိုရဲဘေးရရွာတွေကလည်းပဒေသပင်တွေကိုလာပြီးလူကြပြောကြပေါ့ဗျာကျုပ်တို့တောရွာကတော့မြို့စည်းဝေတို့မဟုတ်ဘူးပေါ့ဗျာကျုပ်တို့ဒီတနေ့လုံးကရွာတွေမှာရွာကထိန်ပွဲမရောက်ခင်နှစ်ပတ်သုံးပတ်လောက်အလိုမှာလူငယ်တွေကကျွဲယုံနှာယုံဖားယုတ်တွေကိုဝါးနဲ့ပြုတ်လုပြီးတရွာဝင်တရွာထွက်အလူခင်းကြတယ်ဗျာ ရလာတဲ့ပတ်စံတွေကိုပရိသပင်လှုပ်ပြီးရွာဦးကြောင့်လှုပ်ကြတယ်။ဒီတိုင်းအလူခံလို့ရပြီမဲ့လေလူတွေကိုဖြောပြပြီးအလူခံတဲ့သဘောမျိုးပေါ့ဗျာ။အဲ့ဒါကလည်းကျုပ်တို့တော့ရရရဲ့ဒလိတစ်ခုပေါ့။အခုလေရွာကထိန်ဝဲတွေရောက်တော့မှမို့တခြားရွာတွေကဝါးနဲ့ပြုတ်လုထားတယ်၊ကျွဲရုပ်၊ဖားရုပ်၊ကြက်ဖားရုပ်၊မြောက်ရုပ်တွေလှုပ်ပြီးတော့အလူခံထွက်ကြတယ်ဗျ။ကျုပ်တို့ရွာလူငယ်တွေကလည်းကျဲရုပ်လုပ်မယ်လို့ဆုံးဖြတ်လိုက်ကြတယ်။ပြီးတော့လိုအပ်တဲ့ဝါးတွေကိုခုတ်ပြီး ဝါးကိုချမ်းတဲ့သူကချမ်းအချောတတ်တဲ့သူကတက်ကြွေးရုပ်လို့ဖို့လိုအပ်တဲ့ပိစအနဲ့တွေလည်းဝယ်တဲ့သူကဝယ်ပေါ်ဗျာတာဝန်တွေကိုစီခွဲဝေယူကြပေါ့နေ့ရက်လောက်တက်ညီလက်ညီလှုပ်ပြီးသွားတော့အရန်အသက်ဝင်နေကြွေးရုပ်ကြီးရလာတယ်ဗျကြွေးရုပ်ရဲ့ဂျိုကြီးတွေကလည်းကားပြီးချုံနေရပဲမတော်တဆလူကိုထိမိရင်တော့ပေါက်ထည့်သွားနိုင်တယ်ဗျအဲ့ဒီလောက်ကိုချုံတာကိုရောက်တယ်ကျွဲကြိုကြီးကအရန်ချုံနေပါလားဗျတော့ကြာထိကမိကုန်မယ် ကျွဲယူကိုကြည့်နေရင်လည်းတန်ကလာကပြောတယ်ကျွဲကျော်ကဒီလိုပုံစံဖြစ်နေမှာပေါ်ပြီးကြည့်လို့ကောင်းတာကွာတန်ကလာရမင်းတခြားရွာကကျွဲယုတ်တွေကိုလှိုက်ကြည့်စမ်းငါတို့ရွာနဲ့တိုးလို့လားကျွဲယုတ်လုပ်တဲ့နေရာမှာငါတို့ရွာကဆရာကြီးပဲကွာကိုအောင်နေပြောရတယ်ဟုတ်တယ်ဗျာဒီနေ့တပိုက်မှာကျွဲယုတ်လုပ်ရင်တော့တို့တို့ရွာကိုဘယ်သူမှမမိဘူးတခြားရွာကလွေတာကျွဲယုတ်လုပ်ဝေးဖို့လာပြီးပြောရတဲ့အထီကိုတို့တို့ရွာကကျွဲယုတ်လုပ်တာကလှတယ်ဗျဟုတ်ကဲ့ပါကိုကြီးအောင်တရား ကျုပ်ကထိတ်ခိုက်မှာစို့လို့ပါအေးပါတန်ကလာရကဲကဲကဲကျွတ်ရုပ်တော့ပြီပြီညနေကြရင်ကျွတ်ရုပ်ကိုနှက်အရမဲကွအဲ့တော့ဖို့ထုတ်ရေမင်းကလိုအပ်တဲ့ပစ္စည်းတွေကိုစုထားကွမရှိရင်လည်းလျော့တာဝဲထားကွညော့ပတ်စံယူထားကိုအောင်တရကျုပ်ကိုပြောရင်ပတ်စံလှမ်းပေးရဲ့ဗျကျတို့ကလေဒါမျိုးကနှစ်စင်ထုံနေကြဆိုတော့ရိုးနေပြီပေါ့ဗျာကျတို့ရွာမှာကကြွေရုပ်လုပ်ပြီးရင်ညနေမှောင်ရင်ပြိုးချိန်ဆိုလေခွင်းဆက်တစ်ခုနာမှာကြွေရုပ်ကိုနှက်ကိုအပ်တယ်ဗျာ ဘာကြောင့်လဲဆိုတော့ကျုပ်လက်တိချမသိဘူးကျုပ်တို့နယ်ဘက်ကဒလိပေါ်ဗျာကျဲရုပ်ကိုဖုံးထားတဲ့ပိတ်မဲမှလည်းကျဲနံပါတ်ကိုတော်ပုံစီဟိနကဆိုပြီးတော့နံပါတ်ကို ထုံးပြုံနဲ့ရေးထားတယ်ဗျအရင်တုန်းကဟိနကဆိုတဲ့ကျဲကြီးတကောင် ရှိဖို့ပြီးအဲ့ဒီကျဲကြီးကသူ့ဖခင်ကျဲကြီးကိုတော့ပြန်ပြီးခက်သက်တဲ့အထိရိုင်းဆိုင်ကြမ်းတဲ့ကျဲကြီးတကောင်ဖြစ်ခဲ့မှုတဲ့အကြောင်းကိုလူကြီးဝီပြောတာတော့နည်းနည်းကြားမှုတယ်ဗျကျဲရုပ်ကိုလည်းဟိနကောင်လို့နာမည်ပေးပြီး နှက်ကိုအပ်ထားတဲ့အတွဲကျွဲရဲ့ချိုးမှာချိန်ထားတဲ့ပိတ်ဖြူပိတ်နေစားတွေကိုအမျိုးသမီးတွေရဲ့ထမင်းနဲ့မထိတ်မရခရိုးဆိုင်ပြီးကရရတယ်ဗျမတော်တဆထိတ်ကိုင်းမိသွားလို့ကတော့ကျွဲထဲကိုတစုံတစ်ခုကပိုးကပ်ပြီးတော့ကျွဲရော့အထဲမှာဝင်ကနေတဲ့လူနှစ်ယောက်နဲ့အပြရလူတွေအတွက်ပါအန္တရာယ်ရှိနိုင်တဲ့အကြောင်းတွေကိုလည်းပြောကြရဗျကျိုးတို့တွေလည်းညနေကျတော့လက်ဖက်ငပြောသည်အုံသည်အရက်တွေနဲ့နှက်အပ်လိုက်ကြတယ်နှက်အပ်ပေးတာကဥထုတာဗျကျွဲရော့ကိုလည်းသူပဲဥဆောင်ထုတ်ပေးရ ကျုပ်တို့အဖေကလိုအပ်တာပဲဝိုင်းကိုလှုပ်ပေးရရဲ့ဗျကျုပ်တို့ရဲ့ဟိနကကိုမြင်တာနဲ့တကယ်ကြွေးစီတို့ထင်ရလောက်အောင်ကိုကျုပ်တို့ကြွေးရုပ်ကအသက်ဝင်လွန်လာ诶ကျုပ်တို့လည်းကြွေးရုပ်လှုပ်ပြီးတော့နောက်နေ့ဆိုအလူကန်ထွက်ကြပေါ့ဗျအဖွဲထဲမှာတောက်တဲ့စားတတဲ့သူတွေလည်းပါတော့အရက်ပလင်းလည်းလွှဲအိတ်တွေပါလာပေါ့ဗျာရွာတရွာတဲ့ကိုအလူခံပဲဆိုရင်လေရွာတဲ့မဝင်ခင်အနှောက်ရှိတ်မရှိအောင်ခွင့်တောင်းပြီးမှအလူခံကြတယ်ဗျဒီလိုနဲ့တပတ်လောက်အလူခံပြီးတော့ပတ်စံတော်တော်လေးရလာတယ်ဗျာ အဲ့ဒါနဲ့ကျုပ်တို့လူငယ်ကလာသားကျွဲအဖွဲဆိုပြီးပရိသပင်ကြီးကိုတေးကြပေါ့ဗျာအထိန်ဘွဲရောက်ဖို့ကလည်းတိတ်မလို့တော့ဘူးဗျကျုပ်လဲရွာလေးကိုလှည့်ပြီးအလူခံထားရတော့လမ်းလျှောက်ထားတာတတော်ကိုပင်ပန်းနေရဲ့အဲ့ဒါကြောင့်နေလေပဲလေတရေတမောအိတ်တာပေါ့ဗျာကျုပ်အိတ်ပြောနေတော့အိမ်မက်တကူမှတ်တယ်အိမ်မက်ထဲမှာကျုပ်တို့ရွာကရွာသူရွာသားတွေဟာဝေကောင်းဆလာတွေဝှက်ပြီးရွာရဲ့ပုံကထေဝဲကိုဆင်နွှဲနေကြပြောအဲ့ဒီချိန်မှာပြေဟေပြေဟဟာ လူတွေអော်ပြီးတော့ပြေးကုန်ကြပြီကျုပ်လည်းလူတွေလန့်ပြီးပြေးလာတဲ့ဘက်ကိုကြည့်လိုက်တော့ဟောကျွဲစီတကောင်ကရွာသူရွာသားတွေကြားထဲကိုဝင်လာပြီးတော့မြင်မြင်သမျှကိုသူ့ရဲ့ဂျုံနဲ့လိုက်ခတ်နေရောတာရွာထဲကလူတွေလည်းရုံးတုံးကနေပြေးကုန်ကြပေါ့ဗျာအဲ့ဒီကျွဲကြီးကလည်းကျုပ်စီကိုတတက်ပြေးလာတယ်ဗျကျုပ်လည်းရက်ကြည့်နေတော့ကျွဲကြီးကကျုပ်ကိုသူ့ရဲ့ဂျုံနဲ့ခတ်မိရောမေဗျကိုကြီးဖို့တူကိုကြီးဖို့တူကျုပ်နားထဲမှာကျုပ်နာမည်ကိုခေါ်တန်းကြပြီကျုပ်လည်းလန့်နူးသွားတယ် ။အော်တန်ကလားပါလား။ကိုကြီးဖိုးတို့ကိုဘာဖုံးကြခေါ်ခိုင်းလိုက်လို့ပါ။ဘာဖြစ်လို့လဲကွာ။အဲ့ဒါတော့မသိဘူးဗျ။ဆရာကြီးဘုံမင်းထင်လဲရောက်နေရဲ့။ဟေးဟုတ်လား။အေးအေးအဲ့ဒါဆိုငါကုပဲလိုက်ခဲ့မယ်။ကျုပ်လည်းကျုပ်မက်တဲ့အိမ်မက်ကိုတော့ပြင်မတွေးနိုင်ပဲ။ညနာကိုရင်းနဲ့တက်လာပြီးချက်ချင်းထထွက်ခဲလိုက်တယ်။ရှာကြည့်ဘိုးမင်းထင်တယ်လေ။ကျုပ်ကအရန်တွေ့ကျင်နေရဗျ။ဘာလို့လဲဆိုတော့ကျုပ်ကတရေတစီဝေကိုစိတ်ဝင်စားရလေ။ရှာကြည့်ဘိုးမင်းထင်ကိုတော့ခမရတော့မှတ်မိသေးလားမသိဘူး။ ဦးထွန်းသာမကျွတ်လွတ်ဝဲဖြစ်နေရတော့ကကိုကြီးပေးခဲ့ဆရာကြီးတွေဗျာသူကြောင့်ပဲဦးထွန်းသာကျွတ်လွတ်သွားခဲ့ရလေဘိုးကကျုပ်ကိုမျက်ကွင်းစဲလဲပေးခဲ့ပြီးအတောင်းပြုန်ကြီးကိုလည်းတင်ပေးခဲ့တရားဗျာကျုပ်ဖုံးကြီးချောင်းကိုရောက်တော့ဘိုးမင်းတင်နဲ့ဘာဖုံးကစကားပြောနေကြတယ်ကျုပ်ရောက်သွားတော့အော်ဖို့သူဒီမှာဘိုးမင်းတင်ဟာမင်းကိုတွေ့ကျင်လို့တဲ့အဲ့ဒါကြောင့်တန်ကလာကိုမင်းစီအခေါ်လှုပ်လိုက်ရတာမင်းတို့ဆရာတပည့်နှစ်ယောက်အေးစစ်စကားပြောကြအောင် ။ဘာဖုံးစာချက်ကိုပြောပြီးကျက်တီဆောင်းနေဝင်သွားတယ်။ကျောက်လေဘိုးမင်းထင်နေထိုင်ပြီးစကားပြောနေလိုက်တယ်။ဘို့ကျောက်ကိုတွေးနေတာကိစ္စတခုခုများရှိလို့လားဗျ။ကိစ္စရှိရဲ့ကွယ်။ကိစ္စဒီလိုပါ။မယ်လမှုဆွေရွာမှာတောင်ကမူလေးတခုရှိရဲ့။အဲ့ဒီတောင်ကမူလေးမှာကတိုက်တခုရှိရဲ့ကွယ်။အဲ့ဒီတိုက်ကိုမတမာသူတိုက်ဆရာတယောက်ကဖွင့်ပြီးအထက်ရရဏတွေကိုယူဖို့ကြံနေကြတယ်။အဲ့ဒါကြောင့်တိုက်ဆောင်မုန်နှမကဘိုးကိုအကူကြီးလာတောင်းတယ်။အဲ့ဒါဘိုးက မောင်ဖိုးထူမြလိုက်ပြီးအတွေ့အကြုံလေးပါလေယူခြင်းမလားလို့ပါဟာလိုက်ကျင်တာပေါ့ဗျာဘိုးကဘယ်နေ့လောက်သွားမှလဲမနေ့ပြန်လာသွားကြမယ်လေဖိုးတို့လူလေးရဲ့အဖေနဲ့အမေကိုပြန်ပြီးတော့ခွင်တောင်းလိုက်အောင်လေသူတို့ခွင့်ပြုရင်လိုက်ခဲ့ပေါ့ကျောင်းလေးအိမ်ကိုပြန်ပြီးကျောင်းအဖေနဲ့အမေကိုခွင်တောင်းလိုက်တယ်ဗျအဖေရခွင့်ပြုပေးမယ်အမေရမလွတ်ချင်ဘူးဗျနောက်ကြမှာအဖေရမဲ့တင်နေမွေးထလာတားရောက်ကြလိမ့်နော်သူလှုပ်ချင်တာသူဖြစ်ချင်တာတွေကိုလောက်ခွင့်ပေးလိုက်ပါသူလည်းအသိဉာဏ်ရှိပါတယ် မကောင်းတဲ့လမ်းကိုတော့သူမလျှောက်တော့ပါဘူးပြီးတော့သူ့ဆရာဖိုးမဲထင်တယ်ပါနေရပဲအဲ့လိုဆိုပြီးပြောတော့မှအမေကခွင့်ပြုတယ်ဗျဒါတော်ကျုပ်ကိုတည်တည်ချာချာခရူးဆိုင်ဖို့မှားနေသေးရဲ့ဒီလိုနဲ့နောက်နေကြတော့ကျုပ်နဲ့ဖိုးမဲထင်တယ်မဲလမှုရာကိုတွားကြပေါ့ဗျမဲလမှုရာကိုမနက်ကစထွက်တာနေ့လယ်နှစ်နာရီလောက်မှရောက်တယ်ဗျအဲ့ဒီမှာရှိရဲ့ဦးတာရှင်ဆွေလူကြီးအိမ်မှာကျုပ်တို့တဲနေလိုက်တယ်ဗျပြီးတော့တိုက်ရှိရဲ့ဆိုတဲ့တောင်ကမူလေးနေရာကိုစုံစမ်းတာပေါ့ဗျာ တောင်ကမူလေးကမယ်လမှုရာရဲ့အနောက်ဘက်တောဆန္ဒမှာရှိနေရဗျ။အဲ့ဒီတောင်ကမူလေးနားမှာကရော့ပွဲတပွဲထိုးထားတာတွေ့ရဲ့။လူပေတော့မတွေ့ဘူး။ဘုံမင်းတင်ကအဲ့ဒါကိုတွေ့တော့ကျုပ်ကိုပြောတယ်ဗျ။ဖို့တူမင်းညကြရင်အဲ့ဒီကရော့ပွဲကိုမှောက်အောင်လုပ်ပြရမယ်။အဲ့ဒါဆိုရင်ဘိုးတို့လာကူညီရဲ့ကိစ္စပြီးပြီ။ကျန်တာကိုတိုက်ဆောင်မောင်နှမကဆက်ရှင်နေမယ်။ဘိုးကအဲ့ဒီလိုလုပ်လို့မရလို့မင်းကိုခေါ်ပြီးအကူအညီတောင်းရတာကွာ။ဟုတ်ကဲ့ပါဘိုး။တို့တို့လည်းအချင်းတွေကိုလေ့လာကြည့်ပြီး ဥတာရှင်တို့အိမ်ကိုပြန်လာခဲ့တယ်။ဘုံမင်းထင်ကတော့အားတဲ့အချိန်မှာတရားထိုင်ပရိသတ်နေရဲ့ဗျ။ကျုပ်ကတော့ဥတာရှင်တို့နဲ့စကားတွေပြောနေရပါဗျာ။ကျုပ်တို့လာတဲ့အကြောင်းရင်းကိုလည်းဘုံမင်းထင်ကသူတို့ကိုနည်းနည်းလေးပြောပြထားတယ်ထင်တယ်ဗျ။ညတကောင်ရောက်ခါနေရောဥတာရှင်တို့လင်မယားကအိတ်သွားကြပြီ။ကျုပ်နဲ့ဘုံမင်းထင်နဲ့တာကမိုလေးစီကိုထွက်လာခဲ့လိုက်တယ်။ကျုပ်ကဘုံမင်းထင်ပေးထားတဲ့မျက်ကွင်းစစ်လေးကိုတွေ့ပြီးမျက်လုံးမှာကွင်းထားတယ်ဗျ။လမ်းမှာလည်းတရေတစ်စီတွေကိုတွေ့ခဲ့ရတယ်။ ။ပုံစံကတော့မျိုးစုံပဲ။ကျုပ်ကမြင်နေကြဖြစ်သွားလို့မကြောက်တော့ဘူး။ကျုပ်တို့လျှောက်လာရင်တောင်ကမူနားကိုရောက်တော့အနားမှာရှိတဲ့အပင်တပင်နောက်ွယ်ကနေပုံပြီးတော့တိုက်ဆရာတို့အဖွဲကိုစောင့်နေလိုက်တယ်။တိုက်ဆရာတို့ကမရောက်လာသေးဘူးဗျာ။အချိန်နည်းနည်းကြာတော့မှတိုက်ဆရာနဲ့သူ့နောက်လိုက်နှစ်ယောက်နဲ့ရောက်လာကြတယ်။ပြီးတော့သူတို့ကကတော့ဝဲရှိမှာရက်နေလိုက်တယ်။ဖိုးစီနဲ့တာမှာဘာကြီးကိစ္စပဲဖြစ်ဖြစ်ငါပြောတဲ့အတိုင်းပဲနေနော်။ဒီကိစ္စအောင်မြင်သွားရင်မင်းတို့ငါတို့ဘဝတသက်လုံးစားမကုန်တဲ့စည်းစိမ်တွေနဲ့ အေးကြံကြံနေလို့ရပြီကွာတိုက်ဆရာကသူ့တပည့်တွေကိုပြောပြီးသူတို့ပပတ်လေးကိုစီဝိုင်းတားလိုက်တယ်ပြီးတော့မင်းတို့တွေဒီစီဝိုင်းတွေကမထွက်ကြနဲ့နော်ကရော့ပွဲကိုလည်းတေးချာကြည့်တာဒီချိန်မှာတခြားအနောက်ဆက်တွေလည်းရှိတတ်တယ်ဟုတ်ကဲ့ပါဆရာရဲ့စိတ်ချစမ်းပါဗျအေးငါအခုတိုက်ဆောက်မနမကိုခေါ်မယ်တိုက်ဆရာကကရော့ပွဲရှိမှရက်ပြီးချိန်လုံးကိုလက်ကကိုင်းနှုတ်ကနေခါတပုတ်ကိုအတန်ကြဲရွတ်စုံနေရဗျာ ူတို့တွေလုံနေတာကိုကျုံတဲ့ဘိုးမင်းထင်ကအသေးချာကြည့်နေတယ်။သူတို့ကတော့ကျုပ်တို့ကိုမတွေ့ဘူးပေါ့ဗျာ။တိုက်စရာကြီးကကာတာရုပ်လိုပြီးသွားပြီဗျာ။ပြီးတော့လက်ထဲကကျိန်တော့ကိုလေထဲမှာရိုက်လိုက်တယ်။ဟော။မျက်ကွင်းစည်းကြောင်တာဘာကြောင်လဲတော့မသိဘူး။တိုက်စာမုန်းနှမနှစ်ယောက်ပေါ်လာတာကိုကျုပ်တွေ့လိုက်ရတယ်ဗျ။ဘိုးမင်းထင်လည်းတွေ့ရတယ်ထင်တယ်ဗျ။တိုက်စာတပည့်နှစ်ယောက်ကတော့ဘာမှမမြင်ရဘူးထင်တယ်။စီပိုင်းထဲမှာပဲသူတို့ဆရာလောက်တာကိုကြည့်နေရဲ။ကဲတိုက်စာမုန်းနှမနှစ်ယောက် င်တို့ကိုငါခေါ်လိုက်တာပဲသင်တို့ရဲ့တိုက်တကားကိုသင်တို့ကိုယ်တိုင်ဖွင့်မလားငါကိုယ်တိုင်ဖွင့်ရမလားတိုက်စရာစုပ်ကများရာရာဆဆနာဝိမဲ့အရိမတရားမျက်စွာဖျားတွေရှင်မန်းထားရတနာတွေကိုလိုချင်နေရပေါ့လေသင်ပါတခုမှမရစီရဘူးတိုက်ဆောင်မင်းကလေးကပြောနေရဗျပြောပြီးရနေသူတို့နှစ်ယောက်ရဲ့လက်ကနေအလင်းတန်းတဲတဲလေးတွေထွက်လာတယ်ဗျအလင်းတန်းတွေကတိုက်စရာစီကိုလာနေတော့တိုက်စရာကအကျဉ်းတုံးနဲ့ရိုက်လိုက်တယ် တိုက်ဆောင်မန္တမရဲ့ဆက်လင်းတက်ကတိုက်ဆိုင်ရဲ့ဂျင်းတို့ကိုမရှင်းနိုင်ပြတိုက်ဆရာလည်းသူ့ကိုတိုက်ဆောင်မန္တမနှစ်ယောက်ကတိုက်ခိုက်လာတော့ဒေါသထွက်သွားတဲ့ပုံပဲကဲဒီလောက်တောင်ဖြစ်လာတာငါကြောင့်ပြရတာပေါ့တိုက်ဆရာကပြောပြီးလက်ထဲကဂျင်းတို့ကိုလေထဲဇက်တိုက်လွှဲရိုက်လိုက်တယ်တိုက်ဆရာရလိုက်တာနဲ့တိုက်ဆောင်မန္တမနှစ်ယောက်ကနာကျင်စွာအလူအလင်ခံစားနေကြရတယ်ဒီဇက်ထဲမှာပဲတိုက်ဆရာကသူ့လက်ထဲကချိန်မှန်းကျိုးတစ်ချောင်းကိုထုတ်ပြီးတိုက်ဆောင်မန္တမနှစ်ယောက်ဘက်ကိုလှမ်းပစ်လိုက်တယ် ချီမန်ကျိုကတိုက်ဆောင်မန္တမကိုပတ်သွားပြီးတိုက်ဆောင်မန္တမနှစ်ယောက်ညှိနှိုင်းသွားတယ်။တိုက်ဆောင်မန္တမနှစ်ယောက်ချီမန်ကျိုနဲ့အချုပ်ခံထားလိုက်ရပြီးတော့တိုက်ဆရာဆိုတဲ့လူကကျိန်လုံးနဲ့တရဆက်ရိုက်နှက်တာကိုခံနေရတယ်။ကျုပ်တို့လည်းပုံမှန်ကြည့်နေတော့ဘုံမိထင်ကကျုပ်ကိုအချက်ပြလိုက်တယ်။ကျုပ်လည်းအချိန်မဆိုင်တော့ပဲတစ်ပင်အခွဲကနေထွက်လာခဲ့လိုက်တယ်။ပြီးတော့တိုက်ဆရာတားထားတဲ့စီးတဲ့ကိုပြေးဝင်ပြီးကတော့ဘဲကိုမှောက်ပြဖို့လောက်လိုက်တယ်။ကျုပ်ပြေးလာတာကိုတွေ့တော့ဟာဘေးကကောင်းလဲကွာ ိုးစီနဲ့တာမတားကြပါဟဂရဘွဲကိုမမောက်စင်နဲ့တိုက်ဆရာက သူ့တပည့်တွေကိုအော်ပြောနေခဲ့တယ်။သူ့တပည့်ဖိုးစီနဲ့တာမောင်တို့ကလည်းကျုပ်ကိုဖမ်းဖို့စူးစားကြတယ်ဗျ။ဒါပေမဲ့ကျုပ်ကသူ့တို့လက်ထက်ကနေလွတ်အောင်ရှောင်းတိန်ပြီးဂရဘွဲကိုပြေးကန်လိုက်တယ်။ဂရဘွဲမှောက်သွားတော့တိုက်ဆောင်မောင်နှမကို ချုပ်ထားတဲ့တိုက်ဆရာကကျုပ်ကိုကြည့်ပြီးဟာမင်းဘယ်သူလဲ။ဘာလို့လိုက်တာလဲ။သွားပြီ။သွားပြီ။အဲ့လိုဆိုပြီးပြောနေရတဲ့အချုပ်ခံထားရတဲ့တိုက်ဆောင်မောင်နှမကလည်း ထုတ်သွားရကနေလွတ်သွားခဲ့တယ်ဗျ။တိုက်ဆောင်မန္တမတွေတဲ့ဒုထောက်ကြနေရကနေထလာပြီးတော့တဟားဟားနဲ့ရင်းနေတယ်။ပြီးတော့တိုက်ဆရာရဲ့ကြောကိုလက်ဝါးနဲ့ပြန်တို့ရိုက်ချလိုက်တယ်။တိုက်ဆရာလည်းအော်တန်တော်မထွက်နိုင်ပဲသွေးရံပြီးတော့တေးသွားတယ်ဗျ။ပြီးရနဲ့တိုက်ဆရာရဲ့တပည့်နှစ်ယောက်ဘက်ကိုလှည့်ပြီးလက်ဝါးနဲ့ရိုက်ချလိုက်တယ်ဗျ။တိုင်းမဲ့တိုက်ဆိုင်တပည့်နှစ်ယောက်ကိုမရိုက်မိခင်မှာဘုံမင်းတင်ကထွက်လာပြီသူတို့ကိုတတ်ပြီးတော့အကုသို့ထပ်မယူပါနဲ့သူနဲ့ထိုက်တယ်မဲ့အပြစ်တံကိုသာပေးလိုက်ပါ အဲ့လိုပြောလိုက်တော့တိုက်ဆောင်မောင်နှမလည်းစိတ်လျှော့လိုက်တယ်။ပြီးတော့ဘယ်လိုလုပ်လိုက်တယ်မသိဘူးဗျ။တိုက်ဆရာတပည့်ဖိုးစီနဲ့တာမောင်ကသူတို့ရဲ့ဗစက်ကနေတွေ့ကြရပြီးရှောက်အော်ပြောပြီးအဲ့ဒီနေရာကနေပြေးထွက်သွားတယ်။တိုက်ဆောင်မောင်နှမလည်းကျုပ်တို့ကိုခြေစူးတင်ကြောင်ပြောပြီးပြောက်သွားတယ်။ကျုပ်တို့လည်းဦးသားရှင်တို့အိမ်မှာတညာအိတ်ခဲ့ပြီးနောက်နေ့ကျတော့ရွာကိုပြန်လာခဲ့ကြတယ်။လမ်းမှာကျုပ်ကဘိုးမင်းတင်ကိုသိကျင်တာတွေမေးပြီးစကားတွေလည်းပြောခဲ့ရပြ။ပြောနေတဲ့ကျုပ်ကဟုတ် ရမတရက်နှစ်လောက်နေပါအောင်လားရွာရဲ့ပုံကတိန်ပွဲကိုလည်းဆင်းနေတော့ပါအောင်တပတ်ကဆိုရင်လည်းရွာကတိန်ပွဲရောက်တော့မှာမို့ကျောက်ကဘိုးမင်းထင်ကိုမပြန်ဖို့တားလိုက်တယ်ဘိုးမင်းထင်ကလည်းကောင်းကျင်ပြတယ်ဗျဒီလိုနဲ့ဘိုးမင်းထင်ကတော့ရွာဦးเจ้าမှာတဲတယ်ကျောက်ကတော့အိမ်ကိုပြန်ပြီးအဖေအမေတို့နဲ့စကားလေးပါလေပြောပြီးစောစောအိမ်ရောက်ဝင်လိုက်တယ်နောက်နေ့ကတိန်ပွဲတွေအောင်းမွေးကြအောင်ပဲလေဗျမနေ့ပြန်ဆိုကတိန်ရောက်တော့မှာမို့ကျောက်တို့ရွာကလူငယ်လူကြီးအဖွဲ့တွေအလောက်ကိုစီချုပ်နေကြတယ်ဗျ တို့တို့လူငယ်တွေကဧည့်သည်တွေကိုကျွေးမွေးဖို့နေရာထိုင်ခင်းတွေပြင်ဆင်နေပြလူကြီးတွေကတော့ကျွေးမွေးဖို့ချက်ပြုတ်တဲ့တောင်းဝန်ယူကြတယ်ပြီးတော့ဗဒေသပင်တွေကိုစီတီးကြပါဗျာတို့တို့လူငယ်ကျွေးအဖွဲကတော့ဟိနေကရဲ့ဂျိုနဲ့ပိန်မဲရဲ့ဘေးတွေမှာအဲ့စီဂျိုတွေတန်တန်ပြီးပတ်စံတွေကိုတီးထားရပြလောက်စာရှိရပြီလှုပ်ပြီးရဲ့အချင်းကျောက်ကဖုံးကြီးချောင်းကိုတွားလိုက်တယ်ဘုံမင်းတင်စီကိုပေါ့ဗျာဘုံမင်းတင်ကရင်ွေကြံတောက်နေရဲ့ဗျဖို့သူပြင်းပန်းနေပြီလားကွာ ပင်မနဲ့လည်းမဟုတ်ပါဘူးရဲ့။ချက်ရေးရွာပြဲမလား။ဒီလောက်တော့ရပါတယ်။ဘိုးရော ပြင်းနေပြီလား။ဘိုးကမပြင်းပါဘူးကွာ။ဘိုးတို့ကအားနေရင်တရားထိုင်ပြီးတမာတိအားတွေကိုပဲမြင့်တင်နေရတယ်။တရဘာတွေကိုကဲတင်နေရတာမလို့ပြင်းဖို့အချိန်မရှိပါဘူး။ဟုတ်ကဲ့ဘို။ဒါနဲ့လေကျောက်တီးကျင်တာလေးရှိလို့ဘိုးရဲ့ဒီလိုပြ။လူကြီးတွေပြောကြတာကလေကျွဲတွေကိုဝင်ဖို့တယ်ဆိုတာအဲ့ဒါကဘလို့ဖြစ်လို့လဲရင်ကျောက်တို့ကကြားတာကြားဘူးလား။ တခါမှမမြင်ဘူးတော့အဲ့ဒါသိကြလို့နတ်တွေထဲမှာလည်းအတွင်း39မင်းအပြင်39မင်းဆိုပြီးတော့ရှိရမလားဖို့တို့ရအခုမင်းမိတာကကျွဲအကြောင်းဆိုတော့မင်းတို့ကကျွဲကိုနှက်အပ်တယ်မလားအဲ့ဒီနတ်မကြိုက်တဲ့အရာကိုမင်းတို့ကလုံးမရင်သူတို့ကတန်ခတ်လို့ပဲလွယ်လွယ်ပြောမှာပေါ့တန်းနဲ့ပတ်သက်ရင်တော့ဘိုးတိထားတဲ့အကြောင်းအရာတွေထဲမှာနန်ကရိုင်းမယ်တော့တကိုးမယ်တော့လို့လည်းခေါ်ကြတယ်သူရဲ့ကျွဲចောင်းသားကိုအောင်နိုင်ရဲ့ ော်ပုံကြီးဟိနက်ကတော့အဲ့လောက်ပဲဘိုးလည်းသိရဲကွာတခြားရာပြီးတော့ဘိုးလည်းမသိဘူးဒါဆိုကြောက်ကိုနန်ကရိုင်းမယ်တော့အကြောင်းပြောပြပါလားဘိုးပြီးတော့ကျွဲចောင်းသားကိုအောင်နိုင်ရဲ့တော်ပုံကြီးဟိနက်ကအကြောင်းရောပြောပြပါလားအေးဘိုးကပြောပြတာပြောပြလို့ရပါတယ်ဒါပေမဲ့တတိကြကြမှန်ခြင်းမှလည်းမှန်မယ်ဘိုးကတူတူနဲ့လူရင်းကိုတိတိလောက်ပြောပြမယ်ဟုတ်ကဲ့ဘိုးအေးကောစာတကယ်189ခုနဲ့တပေါင်းလားပြည့်ကျော်တရက်တင်းလာနေမှာ တမလကုံမဆိုရင်မင်းသားကမွန်ပါတာကပိထောမြမလိုရှေ့ဖျုံမယ်လို့အမိရတဲ့သူတို့သမီးကိုအကမဟေတီထိုက်ခမင်းမိဖုရဲ့ကောင်းကြီးဘွဲ့ချင်းမြင်ပြီးတော့ဟန်တာပဒတောင်ကိုဟန်တာဝတီဆိုတဲ့အမည်နဲ့ကပြေးမကွန်စိုက်ထုတ်ပြီးထီးတဲ့နန်းတစ်တီဘိသိတော်မြောက်မင်းပြုတ်ပြီးသူ့ညီတော်ဝိမလကုံမမင်းသားကိုအင်ရှိဇံပြေချင်းမြောက်ခဲ့တယ်။တမလကုံမမင်းကညီတော်အင်ရှိဇံမင်းကိုတက္ကသိုလ်ပြေကိုပညာသင်တွားရောက်ဖို့နဲ့ ပညာဆောင်ပြီးပြန်လာရင်ကြီးစွာသောချီးမြှောက်ခြင်းပြုမယ်လို့ကတိထားပြီးပညာသင်စီဖို့ဆက်လုပ်ခဲ့တယ်။ဒါ့မဲ့တမလကုံမာမင်းကတာတဘာဖွားမြင်တဲ့အချိန်မှာတက္ကသိုလ်ပြည်ကပညာသင်ပြီးပြန်လာတဲ့ညီတော်အင်ရှိမင်းကိုချီးမြှောက်ဖို့မိရောက်နေခဲ့တယ်။အဲ့ဒါကိုအင်ရှိဆန်မင်းသားက အမျက်ထွက်ပြီးသူ့အကိုတော်မင်းကြီးကိုလှုပ်ကြံခဲ့တယ်။ဝိမလကုံမာမင်းကထီနန်းကိုတင်းယူပြီးသူ့ရဲ့မကြီးတော်ရွှေပြုံမဲကိုမိဖုရဲ့ကောင်းကြီးဖြစ်ဆက်လက်မြှောက်စားခဲ့ပြီးမြေ တမ္မလကုံမမင်းနဲ့ရွှေဖျုံမင်းမိဖုရားတို့ကမေးဖွာလာတဲ့သားတော်မင်းသားလေးကိုစွန့်ပစ်ခိုင်းခဲ့တယ်။အဲ့ဒီမင်းသားလေးကိုစွန့်ပစ်ထားတဲ့နေရာနဲ့အနီးကျွဲချံကတလိုင်းကရင်မုတ်ဆိုးမကြီးကကျွဲချောင်းထွက်လာရင်နန်းကရိုင်းတို့အမည်ရှိတဲ့ကျွဲမကြီးတကောင်ရဲ့အောက်မှာကလေးငယ်တယောက်ကိုတွေ့တော့ကလေးကိုကောက်ယူမွေးစားခဲ့တယ်။နန်းကရိုင်းကျွဲမကြီးရဲ့နှုတ်ရည်ကိုတောက်ခွင့်ရတဲ့မင်းသားကခွန်အားပလနဲ့ပြေဆုံးခဲ့တယ်ကွာ။ခွန်အားပလဘလောက်ရှိတယ်ဆို ကျွဲတဲ့ကောင်ကိုတော့ဂျိုကနေကန်ပြီးလှဲချနိုင်တယ်ကွ။ပရင်တိုင်းရင်းသားတွေရဲ့ထုံးစံဖြစ်တဲ့လက်ဝေးပညာနဲ့ဓာတ်ကုတ်လှန်တို့အစရှိရဲ့ကိုခံပညာတွေကိုလည်းသင်ကြားတက်မြောက်ခွင့်ရခဲ့တယ်။နောက်ပိုင်းဟန်တာရီပြည်ဘက်ကမွန်တိုင်းရင်းသားတွေမောင်းထုတ်လိုက်တဲ့ဟိန္ဒူလူမျိုးတွေကအရက်ခွနတောင်ရှိရဲ့လန်ပါလို့ခေါ်တဲ့ကလာကြီးကိုစစ်သူကြီးခန့်အပ်ပြီးဟန်တာရီမင်းထံကိုစစ်ပြုမလားသူရဲ့ကောင်းတအူးချင်းစီးချင်းထုံးမလားလို့တဝန်စာပေးပို့ခဲ့တယ်။ လမ်းပါနဲ့တူချင်းစီချင်းထိုးနိုင်တဲ့သူရဲ့ကောင်းကဟန်တာရီမှာမရှိတော့ဝိမလကုံမှာမင်းက စိတ်တော့ခါရောက်နေရဲ့နောက်ပိုင်းမှာအကြောင်းကြောင်းကြောင်းမင်းကြီးနဲ့မင်းသားနဲ့တွေးဆောင်ခဲ့ကြတဲ့ပေါ့ကွာမင်းကြီးကစုံစမ်းကြည့်ရောမင်းသားကိုတူတူမှန်လည်းသိရဲ့မင်းကြီးနဲ့မင်းသားရဲ့နာမည်ကိုတော့ငါဆက်ပြီးထမပြောတော့ဘူးကွာမင်းကြီးနဲ့မင်းသားတို့ပဲပြောတော့မယ်ဟုတ်ကဲ့ဗို့အဲ့ဒီမင်းကြီးနဲ့မင်းသားနဲ့တွေ့တော့ဘာဆက်ဖြစ်လဲဗျအေးတိုင်းမီကိုကျူးကျော်ရန်ဆက်လာတဲ့ ကလားစစ်သူကြီးလမ်းပါကိုတအိုးချင်းစီးချင်းထိုးပေးဖို့နဲ့တက်ဝဲအောင်မြင်တဲ့နေ့မှာသူ့ရဲ့သမီးတော်နဲ့ထိမ့်မြပြီးအင်ရှိဇံဖြင့်ချင်းမြင့်ခန့်အပ်မယ်လို့မင်းသားအမင်းကြီးကပြောခဲ့တယ်။မင်းသားလည်းလက်ခံပြီးခုနှစ်ရက်ဆိုင်းငံ့ပေးဖို့ခွင့်တောင်းပြီးတော့သူ့နေရာအရက်ကိုပြန်ခဲ့တယ်။မင်းသားလေးပြန်လာတဲ့အခါလမ်းကူးလက်မှာရှိတဲ့မြစ်တစ်ခုကဒီကြီးတက်လာတာကိုမင်းသားကရေမတက်အောင်တားထားတာကြောင့် မြင်းဆောင်နဲ့သမီးမိခလာကစိတ်ဆိုးဒေါသဖြစ်ပြီးမင်းသားကိုတရေကြောပြအမီးတစ်ထောင်ရအောင် နေမဝင်ခင်ရှာခိုင်းပြီးသူကခြေခဲတထောင်ရအောင်ရှာမယ်။မရှာနိုင်သူကအယုံဖြစ်ပြီးနိုင်သူကခိုင်းရလောက်ရမယ်လို့ဂတိကဝတ်ထားပြီးတကိုးပြန်ခဲ့ကြတယ်။နေမဝင်ခင် အချိန်တွင်မင်းသားကတရေကြောပြောင်အမီးတထောင်ရှာနိုင်ပြီမဲ့မင်းဆောင်နှစ်သမီးမိခလာကမင်းသားပေးတဲ့တရေကြောပြောင်အမီးတထောင်တွေကတခုတော့အမီးကိုဖွက်ထားလိုက်ပြီးမင်းသားကိုရှုံးချောင်းပြောတော့မင်းသားလည်းအယုံပေးခဲ့ရတယ်။မင်္ဂလာနဲ့တမီကမင်းသားကိုမင်္ဂလာဆောင်တဲ့နေ့မှာ ဇဗူရိရွှေစင်ကိန်းအောင်နဲ့ကျွဲကောင်းနဲ့ပူဇော်ပတ်တိုက်ရမယ်လို့မှားကြခဲ့တော့မင်းသားဘက်ကလည်းသဘောတူကြေပေးခဲ့တယ်။မင်းသားကကလားလံပါနဲ့စီစဉ်ထိုးပြီးနှိုက်သွားတော့မင်းကြီးလည်းဂုံယူဝမ်းသာစွာနဲ့သမီးတော်နဲ့လက်ထက်ထိမ်းမြပြီးအိမ်ရှိဇံမင်းဖြစ်ချီးမြှင့်မြှောက်စားခဲ့တယ်။မင်းသားလည်းလက်ထက်သဘင်စင်မဲ့အချိန်မှာမိခလာနဲ့သမီးကိုသူကတိပြုခဲ့တဲ့အတိုင်းဇဗူရိရွှေကိန်းအောင်နဲ့ကျွဲကောင်းနဲ့ပူဇော်နှိုက်ဖို့အတွက်ရှာဖွေပေမဲ့ရှာမတွေ့ခဲ့ပဲသူရဲ့ no time ခင် နန်ကရိုင်းကျွဲမာတီဒုပြားမာတာစပူရိရွှေစင်ကဲရောက်နေကြောင်သိတတ်ရတယ်။ဒါကြောင့်ဦးကောင်မဖြတ်ရဲပဲရှိနေရပေါ့။ဒါ့အပြင်ဟန်တာရီထိနှက်ကိုဆက်ခံမဲ့လူဟာပေးထားတဲ့ဂရီကိုမတည်ရင်ဘရင်ဖြစ်ချိန်မှာလုံနဲ့ပူပါတို့အလဲမှာဂရီမတည်ရဲမင်းလို့လက်ညှိုးထိုးပြောဆိုခံမှာမလွဲဧကန်ဖြစ်တာမလို့နန်ကရိုင်းကျွဲမာကြီးကမင်းသားရဲ့ဓာကိုသူ့ရဲ့ခေါင်းပေါ်တင်စီပြီးတစ္ဆာဆူလိုက်တာနဲ့နန်ကရိုင်းကျွဲမာကြီးရဲ့ဦးကောင်ကပြတ်ထွက်သွားခဲ့တယ်။မင်းသားလည်း ိုင်ငံရေးကျဲမာကြီးရဲ့ဦးခေါင်းကိုလက်သမီးကိုပူဇော်ခဲ့ပြီးလက်ထပ်ပွဲသဘင်စီရင်ကျင်းပခဲ့တယ်။မင်းသားကဟန်တာရီထင်းနဲ့ကိုစိုးဆန်ခြင်းရနေစပြီးသူ့ရဲ့ no time ပြီးခင်ကျဲမာကြီးရဲ့ဂျေဆုကိုတုံ့ပြန်တဲ့အနေနဲ့တင်မြောက်ပူဇော်ပါတာခဲ့တဲ့အတွေ့ရိုးရအစင်လာမေတော်ကြီးအဖြစ် နောင်လာနောင်သားတွေကဒီနေ့ထိပူဇော်ပါတာနေခဲ့တာကွာ။ဘုံမင်းထင်ကစုပ်ကိုပြောပြနေရင်လည်းဘကိုးမေတော်ရုပ်တူတို့ပုံတွေကိုမင်းတွေ့ဘူးလားဖို့တူ။ဓာရင်းမှာတော့မတွေ့ဘူးဘိုးရဲ့ တခြားရွာကအင်ဒီမှာတွေ့ဖို့တယ်။အေးမင်းတွေ့ဝင်တွေ့တယ်မဲကွာ။သကိုးမဲတော့ရုတ်ထုမှာခေါင်းပေါ်မှာတင်ထားတဲ့ကျွဲကောင်ကြီးဟာမင်းသားဖြတ်ချလိုက်တဲ့နန်ကရိုင်းကျွဲမကြီးရဲ့ဦးကောင်ကွာ။ခနာကတော့နန်ကရိုင်းကျွဲမကြီးရဲ့ကျွဲချံပိုင်ရှင်နန်ကရိုင်းကရင်မကြီးဖြစ်ပြီးရွှေဖယုံမဲမိဖုရားကြီးနဲ့ပေါင်းဆက်ပြီးတုံပါပေါင်းတို့ဘကိုးမဲတော့ဖြစ်လာရတယ်ကွာ။ငါလဲနန်ကရိုင်းမဲတော့အကြောင်းကိုအဲ့လောက်ပဲသိရဲကွာ။အသေးစိတ်တိတိကျကျတိတိကျကျတော့မသိဘူး။ငါပြောတာမှိုင်းလဲမှားမယ်ပေါ့ ဘုံမင်းတင်ကအဲ့လိုပြောပြီးတစက်တယ်။မင်းမင်းရဲ့ကျွဲတွေကိုဝင်ပိုးတယ်ဆိုတာကတော့အရိကိတုံကကျွဲចောင်းသားကိုအောင်နိုင်ဆိုတာလည်းရှိခဲ့တယ်ကွာ။သူကလည်းတောင်ရတွေကိုဖျက်စီရဲကျွဲနွားတွေကိုလိုက်ဖျင်းရင်ကျွဲခက်ခံရပြီးတည်ဆုံးတဲ့နောက်ပိုင်းနတ်ဖြစ်သွားလို့ပြောကြတယ်။ကျွဲပြောင်နွားပြောင်ကိစ္စတွေကိုလည်းကိုအောင်နိုင်ကကူညီပေးတယ်တဲ့။ဘကောမေတော်ကြီးကတော့စီဝါပေးခြင်းတွေကိုပြုလုပ်ပြီးတခြားနတ်ကိုင်းတာတန်ခတ်တာဂျင်းနတ်တာမဂျင်းနတ်တာတွေကိုကျွဲចောင်းသားကိုအောင်နိုင်ကပြုလုပ်တယ်တဲ့။ ။ထီးကိုချုပ်တော့ခရိုင်၊တလိုင်းကိုချုပ်တော့အောင်နိုင်လို့လေ။အဆိုရှိရဖို့တို့ရ။အဲ့ဒါကြောင့်ကျွဲရုပ်ကိုဝင်ပူးတာကသူမကြိုက်တာလုံးမိလို့ကျွဲချောင်းသားကိုအောင်နိုင်တန်ခက်တာပဲဖြစ်မယ်ကွာ။ကိုအောင်နိုင်ဆိုတာကျုပ်တို့ကျွဲရုပ်ကိုနှက်အပ်တုံးကဦးသာထူကကိုအောင်နိုင်ကိုအောင်နိုင်ဆိုပြီးနာမည်ကိုခေါ်ပြီးကျွဲအပ်နေရတော့ကြားဘူးရဲ့ဗျ။ဘိုးမင်းတင်ပြောမှကျုပ်လည်းနဲကရိုင်းမယ်တော့အကြောင်းနဲ့ကျွဲချောင်းသားကိုအောင်နိုင်အကြောင်းကိုသိသွားတယ်ဗျ။ဘိုးမင်းတင်ကလည်းရင်းနှီးတစ်ခွဲမော့တောက်လိုက်တယ်။ ကျောက်ကတော့နောက်တစ်ခုမိဖို့စောင့်နေရပေါ့ဗျာ။ဘိုးမင်းထင်ကလည်းရှေးမီရဲ့ထင်းနေဗျ။ကျောက်ကိုကြည့်ပြီးရော။မင်းမေးကြရှိသေးတူလားဖို့တို့။ဟုတ်ရှိသေးတယ်ပိုရ။ဘိုးကနန်ကြိုင်းမေတော်နဲ့တွေ့ကြောင်းသားကိုအောင်နိုင်အကြောင်းပဲပြောတော့တာလေ။ဟိနကအကြောင်းကိုပြောမှမပြောတော့တာပဲဗျ။အော်ဟိနကအကြောင်းသိကျင်တာလား။ငါကြားမှုလာတော့ကွာ။ဟိနကဆိုတဲ့ကျွဲ့ရဲ့အဖေကမွေးလာတဲ့သူ့ရဲ့သားသမီးတွေကိုခြေနဲ့နင်းတတ်တယ်။ ဟိန်နဂါကိုကြတော့သူ့မိခင်ကတောထဲမှာတွားထားတာတဲ့။သူကလည်းသူ့ဖေကိုမကျေနပ်ဘူးကွာ။အဲဒါကြောင့်သူ့ဖေသွားရဲ့လမ်းမှာထင်းကျန်နေခဲ့တဲ့သူ့ဖေရဲ့ခြေရာကိုသူ့ခြေထောက်နဲ့လိုက်တိုင်းတာတဲ့။တနေ့တနေ့ဒီလိုတိုင်းလာရင် သူ့ခြေထောက်နဲ့သူ့ဖေခြေရာတစ်ထက်တည်းဖြစ်တဲ့ချိန်မှာသူ့အဖေနဲ့သူနဲ့ဝှေ့သက်ကြတော့တာပဲကွာ။အဲဒါကြောင့်တော်ပုံကြီးဟိန်နဂါဆိုပြီးနာမည်တွင်နေတာတဲ့။ဒါမျိုးတွေကဗဇက်ရာစွင်ဆိုသလိုတကယ်ရည်ရဲ့ရှိကြတယ်ကွာ။ ကိုညံနဲ့ကိုစဉ်းစားဆုံးဖြတ်ကြဖို့ဖို့တူရ။ငါလည်းအခုလိုမျိုးပြောတယ်လို့တခြားလူကလည်းတမျိုးပြောနေတာပဲလေ။ဖြစ်နိုင်တာရဲ့အနည်းဆက်ဆုံးကိုကိုဘသာသုံးသက်ကြည့်ပေါ့ကွာ။ဟုတ်ကဲ့ပါဖို့။ဒါဆိုကြောက်လေပြန်လိုက်ပါအောင်မေ။အလူမာဘာရီကိုလုံးစားရှိတယ်လည်းမသိဘူး။အေးအေးဖို့တူတွတ်သွား။ကြောက်လေဖုန်ကြီးကြောင့်ကပြန်ထွက်လာခဲ့တယ်။ဒီမနေ့ကြုံလို့တော့မနေ့လေးနိုင်ခွဲနေပြီဗျ။ရွာဦးကြောင့်ကအတန်ချက်ဆက်အတန်အားလည်းဖွင့်နေပြီ။ကြောက်လေအိယာထာမျက်နာတက်ပြီး လောက်ရှာရှာလောက်တာပေါ့ဗျာမနဲ့လည်းတော့ကျုပ်တို့ရွာကလူငယ်ကျဲအဖွဲ့ရဲ့ပဒေသပင်ကတစ်ခွက်တချောင်းရွာကလာပေါ်တဲ့ပဒေသပင်တွေနဲ့ရွာထဲကလူကြီးပီးရဲ့ပဒေသပင်တွေနဲ့ရွာထဲမှာပဒေသပင်စီလှဲကြပေါ့ဗျာတခြားရွာကလူတွေတဲ့လာတာမလို့လူတွေကလည်းတိတ်တိတ်တိုးပဲပြောအိုးစီမောင်တို့လာပြီဟဲ့အိုးစီဆိုတာတီးဖို့ပါကွယ်အိုးစီဆိုတာတီးဖို့ပါကွယ်ဟိုအပြိုလေးရေကချေရေးချေရေးဆိုဒီအပြိုလေးရေကချေရေးချေရေးဆို ကျုပ်တို့လူငယ်ဖွဲ့ကတက်ချင်းဆိုအိုးစီတီးပြီးကျွဲနဲ့ကနေကြပေါ့ဗျာကျွဲရဲ့တကူလုံးမှာပတ်စံတွေတည်ထားမလို့ကျုပ်တို့ကျွဲရုပ်ကအရန်ကိုလှနေတယ်ကျွဲရုပ်ကိုဝင်ကရတာနှစ်ယောက်ကရတာဗျာအရှိကိုတယောက်ဝင်အနောက်ကိုတယောက်ဝင်ပြီးကရတာအခုမှကျွဲရုပ်တဲ့ဝင်ပြီးကနေရက အရှိမှာကငွေပူးဗျာအနောက်မှာကတန်ကလာတက်ပြင်းကတော့ကျွဲဖန်းနေဗျာကျွဲဖန်းနေဆိုတာကကျွဲရဲ့ရှေ့ကနေဟန်ပြဖန်းပြဂျွန်းထိုးပြတာကိုပြောတာဗျာ ကိုရောင်တယ်ကိုငွေဘူးအခုအရက်မိုးနေသေးလားကိုငွေဘူးကကြောက်ထဲသုံးနေကြည့်ရဲ့ဗျပြီးတော့တောက်တဲ့စားတဲ့လက်ရှိရဲ့အခုလဲလူတွေကများနေတော့တခုခုဖြစ်မှာစိုးရင်တို့ကျုပ်ကမေးလိုက်တာဗျအေးငါလည်းမသိဘူးဖို့ထုတ်ရကျုံနဲ့ကိုကြီးရောင်တင်းတို့ပြောနေရင်လေကျွဲရုပ်တဲ့ဝင်းကနေကိုငွေဘူးကချော်လဲသွားရောချော်လဲပြီးဘေးမှာရှင်ကြီးအတော်ကြီးတယောက်ရဲ့ထမိန်နဲ့ကျွဲရဲ့ဂျိုးမှာခြေထားတယ်ပိတ်ဖြူပိတ်စာနေကသွားပြီးထိမိရော အဲ့ဒီမှာဇလန်းကစရတာပဲလဲကျသွားတဲ့ငွေပူးနဲ့တန်ကလာကရုတ်တရက်ပြန်ထလာတယ်ပြီးတော့မြင်မြင်သမျှအရာတွေကိုဂျိုးနဲ့လိုက်ခံနေရတာလူဝေတဲ့၆လံပြီးတော့ပြေးကုန်ရောကျုံလဲကျုံမဲ့ခဲ့တဲ့အိမ်မက်ကိုပြန်တရင်ရသွားတယ်ဗျအိမ်မက်ထဲမှာကြွယ်သေးချေကောင်ကရွာလူတွေကိုလိုက်ဝင်နေရလေကျုံလဲဘာလို့ရောက်မယ်မသိရောရွာသားတွေကလည်းအော်ဟစ်ပြီးပြေးတဲ့လူကပြေးနေကျွဲကြီးကိုဖမ်းဖို့လုပ်တဲ့သူကလုံနေအကုန်လုံးရုပ်ရုပ်တဲတဲဖြစ်နေရတယ် အဲ့ချေဖို့သူရဲ့မင်းတို့ကျွဲရုံကြီးရောဟင်းတကကြီးဝင်ဘူးလားခံနေရပြီကျုံနောက်ကနေအတန်းထွက်လာတယ်ဗျကျုံလှဲ့သေးလိုက်တော့ဘိုးမင်းထင်ကိုတွေ့လိုက်ရတယ်ဟာဘိုးရေလောက်ပအောင်ဗျအေးဖို့သူရဲ့မြန်မြန်လောက်မှာဟိကြာသွားရင်ကျွဲရုံထက်ကလူနှယောက်နဲ့ဘေးလူတွေအတွက်အန္တရာယ်ရှိရဲ့ကွာဘိုးမင်းထင်ကပြောရင်သူ့လူတွေကချိန်မှန်ကြိုထုတ်ပြီးရဲ့ပြီးရောဖို့သူမင်းကျွဲရုံရဲ့ဥကောင်းကိုဟောရီချိန်မှန်ကြိုပတ်ရမယ် အဲ့ဒါမှဟိနကကကြောရုပ်ထဲကနေထွက်သွားလိမ့်မယ်။ကျုပ်လည်းဘိုးမေတင်စီကခြေမှန်းကျူကိုရှုပ်ပြီးဟိနကကိုတစ်ချက်ကြည့်လိုက်တယ်။ကိုကြီးအောင်တင်နဲ့တခြားလူတွေကတော့ဟိနကကိုဝိုင်းချုပ်ဖို့ကြိုးစားနေရတွေ့လိုက်ရတယ်ဗျ။ကျုပ်လည်းကိုကြီးအောင်တင်တို့စီပြေးသွားလိုက်တယ်။ကိုကြီးအောင်တင်တို့အနာရောက်တော့ကိုကြီးအောင်တင်တယောက်ဒရယာနဲ့နဲ့ရနေရတွေ့လိုက်ရတယ်။ကိုကြီးအောင်တင်သူ့ကိုဟောရီခြေမှန်းကျူနဲ့ရအောင်ပတ်ရမယ်ဗျ။အေးဖို့သူကဒီလောက်ကြမ်းနေရကိုဘယ်လိုပတ်ရမလဲ။ အဆင်ပြေတယ်လို့လောက်ကြည့်ရမှာပဲကိုကြီးအောင်တင်ရဲ့ကျောင်းနဲ့ကိုကြီးအောင်တင်တို့ပြောနေတော့အာကနေအော်တန်ဒီကြားလိုက်ရတယ်ဗျကျုပ်တို့ကြည့်လိုက်တော့ဟာတက်ပြင်းဗျကျွဲဖက်နဲ့တက်ပြင်းကျွဲရဲ့ချော်မြနေရဲ့ဂျိုကြီးဟာသူ့ရဲ့ဘိုက်ထဲကိုထုံးဝင်သွားပြီဗျကျွဲကြီးကတက်ပြင်းစီကိုပဲအယုံဆက်နေတဲ့အချိန်မှာကျုပ်လည်းအချိန်မဆွဲတော့ပဲပြေးသွားပြီးတော့ချိန်မှန်းစုနဲ့ပတ်လိုက်တယ်ဟောဟိနေကကျွဲရုပ်ကြီးကလဲကြသွားပြီဗျဟိတ်ဟိတ်ကျွဲရုပ်တဲကလူတွေကိုအပြင်ထုတ်ကြ တပင်းကိုလည်းဆေးကန်းဖို့ပို့လှုပ်ကြဟဲ့ဘေးရလူကြီးတွေကပြောကြတယ်ဗျို့ကျုပ်တို့လည်းကိုငပ်ပူးနဲ့တန်ကလာကိုကျဲရုပ်ရဲ့အပြင်ဘက်ကိုဆက်ထုတ်လိုက်တယ်သူတို့ကတတိတိနေကြတယ်ဗျကျုပ်တို့လည်းတတိပြန်အောင်လှုပ်နေကြပါဗျာတတော်ကြမှာကိုငပ်ပူးနဲ့တန်ကလာတို့တတိပြန်လာခဲ့ကြတယ်ဗျတပင်းကိုတော့ဆေးကန်းပို့ခဲ့ကြပေမဲ့မကယ်တင်နိုင်ခဲ့ပဲအသက်သေဆုံးခဲ့ရတယ်ဗျကိုငပ်ပူးနဲ့တန်ကလာတို့ကတော့အဲ့ဒီအချိန်တုန်းကသူတို့ဘာဖြစ်သွားခဲ့ကြမယ်မသိခဲ့ကြဘူးရဲ့ သူတို့မှတ်မိရကသူတို့ကနေရင်ချော်လဲသွားခဲ့တာကိုပဲမှတ်မိရတဲ့အဲ့ဒီဖြစ်ပြကြမယ်ကျုပ်တို့ရွာကလက်ဝေလဲနောက်နေ့ကထိန်ဆိုရင်ကြွဲရုံမလုံကြတော့ပဲရိုးရိုးသာဆင်းရဲကြဖို့ဆုံးဖြတ်လိုက်ကြပါရယ်ဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူညံထက်ရောင်စင်ရေးသားထားတဲ့ဖိုတုနဲ့တော်ပုံစီဟိတ်နက်ကဆိုတဲ့ဇလံလေးကတော့ဒီမှာတင်ပြပါပြီနားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်